ဟုတ်တယ်မဟုတ်လားတစ်ခါတသိခံစားရတာလည်းမပြောနဲ့ကိုကိုရဟန်းမှာမလွတ်ချနိုင်ဟုတ်တယ်မဟုတ်လားကိုကိုရဟန်းစုတ်ကြိုက်ထားတာဒီမလွတ်ချလိုက်ရင်ပို့သွားတာပေါ့လားအဲ့တော့မလွတ်ချနိုင်လို့ပြန်မှန်းနေဆိုတာသိရင်လွတ်ချမှသက်သာပဲလွတ်ချနိုင်အောင်ကြိုးစားဖို့မလွတ်တတ်တာတွေနဲ့မလေးစိနေနဲ့နော်ဘုံတော့ကိုစိတ်ကိုမလေးစိနေတဲ့အတွေးတွေနဲ့မလေးစိနေတဲ့ မလွတ်ချနိုင်လို့ပူလောင်ဖို့ကပိတ်မန်းတဲ့အတွက်ကြောင့်လွတ်ချမှသက်သာလွတ်ချလိုက်စမ်းပါခက်တင်းလေးစုပ်ကင်တိုင်းခပ်ပြင်းပြင်းခံစားရပဲနော်မှန်ပါပါဖြီးရှုံးမှအနေပေါ်တယ်လေဖြီးရှုံးမှအနေပေါ်ပါတယ်ဖေဟာမလျှော့နိုင်လို့ပိတ်မန်းတာလေမှန်လားပါဖေဟာ तू မလျှော့ရင်ငါမလျှော့မတွေးနဲ့နော် तू မလျှော့လေကိုလျှော့အောင်မှန်လားပါဟုတ်တယ်မဟုတ်လားမလွတ်ချနိုင်လို့ပိတ်မန်းတာလွတ်ချနိုင်အောင်ကြိုးစားဟောဘာတွေလွတ်ရမလဲမလွတ်အပ်တာတွေလွတ်ချလိုက်မလွတ်အပ်တဲ့အကျိုးကြီးကောင်းနေမှသာလေ လူတွေဒုက္ခပေးတာအတွေးတွေပေးတာလေဟုတ်တယ်မလားအတွေးကလည်းကောင်းတဲ့အတွေးပေါ်တာများလားမကောင်းတာပေါ်တာကောင်းတာပေါ်တာများပါဘုရားဘာကောင်းတာတွေလုပ်ခဲ့တာတွေရှိလားမရှိဘူးလားရှိပါရဲ့ဗျာဒါပေမဲ့တွေးဆိုအဲ့အဲ့အရာတွေပေါ်လာမကောင်းတာတွေပေါ်လာကောင်းတာကြည်စမ်းလုပ်ခဲ့တာတွေရှိရတဲ့ဒုစိတ်ကိုကောကအဲ့အကုသိုလ်မှာပျော်တာမကောင်းတာကိုပတ်ထားတာကောင်းတာတွေဘယ်လောက်လုပ်ခဲ့တာပဲဒါပေမဲ့အဲ့ဒါကိုမပေါ်ဘူးနော်အကုသိုလ်မှာပျော်တဲ့စိတ်ကပုထုဇဉ်စိတ်ကပြောတဲ့ချုပ်ကိစ္စတွေက အလေးအမခံနဲ့လွတ်ချတဲ့အရာကိုလွတ်တာချလိုက်တော့နံပါတ်1ကလွတ်ကြရမယ်နော်မှန်ပါပါဘုရားနံပါတ်2ကဆွလွတ်တဲ့အရာဆွလွတ်ကပါမယ်ဘုရားဆွလွတ်တဲ့အရာပါလို့ဆွလွတ်ကပါမယ်ဘာရင်ဆွမှမလဲဆိုတော့ချစ်ချင်းနေဆွမှမုံကြီးနေဆွမှတန်ရုံးစိန်နေဆွမှဘုတန်ရုံးစိန်ဆွနာများလားတွေ့တာများတွေ့တာများပါတယ်တွေ့တာများတော့အပေပါသွားတာတွေ့ တန်ရုံးဆရာခင်ဗျားတို့အေးတယ်လို့ထင်တာတန်ရုံးဆရာပူတာပဲเนาะမှန်ပါပါခင်ဗျာပူလားမပူလားပူပါတယ်ပီယာတော့ဇာယတင်းတော့ပေါ်ချင်းချင်းကတော့ကောက်ကူဖြစ်စေတယ်ချင်းချင်းကစိုးရိမ်မှုကိုဖြစ်စေတယ်ပီယာတော့ဇာယတင်းပဲရန်ချင်းချင်းကအကြောင်းတရားကိုဖြစ်စေတယ်ချင်းရင်ပူရတယ်လေချင်းရင်ကြောက်ရတယ်လေအဲ့လိုပဲမုန်းရင်လည်းပူရတယ်မုန်းရင်လည်းပဲကြောက်ရကြောက်ရတယ်ချင်းချင်းမုန်းခြင်းတွေဘယ်လောက်လျှော့နိုင်မလဲပုံမှန်မှုတွေလွတ်မြောက်မှုကိုရတာပဲ ဆုံးလို့ကြည်ရလို့ဆုံးမလွတ်တာတော့မလွတ်ပါဘူးမဆုံးရင်လွတ်ပါအောင်လွတ်ဘူးเนาะဓမ္မစကြာဘုရားဟောထားပြီးသားလေသမုဒိယကြောင့်ဒုက္ခဖြစ်တာဟုတ်တယ်မလားဒုက္ခသူ့လိုလိုဖြစ်တာလားသမုဒိယကြောင့်ဖြစ်တာသမုဒိယကြောင့်ဖြစ်တာသမုဒိယကြောင့်ဖြစ်တာเนาะအဲ့တော့သမုဒိယတွေရှော့နေတဲ့ဒုက္ခတွေရောတာဘယ်လိုဒုက္ခတွေရောတယ်အဲ့တော့ရုပ်ကိစ္စဆုံးနိုင်အောင်ကြိုးစားရတယ်ဆုံးနိုင်ဖို့ဆိုတာဘုသူစီရင်စိတ်ပါတရားလေးနဲ့ဖြေဖို့လိုတ ဘာမှဘဝမှာဘာမှမမြဲဘူးဆိုတဲ့အတ္တိတရားလေးကိုစိတ်ထဲနှလုံးသားထဲမှာခြေထဲဝင်လက်ခံထားလို့ရှိရင်ဘလို့လောကဓာတ်မျိုးပဲလာတာခံနိုင်ရှိတယ်ကောအဲ့ဒါခြေထဲဝင်လို့သဘောပေါက်ဖို့လိုတယ်ဘာမှမမြဲဘူးဆိုတဲ့အတ္တိလေးကိုရင်ထဲမှာခြေထဲဝင်စင်ကျင်နိုင်ပြီဆိုရင်ဘလို့လောကဓာတ်မျိုးပဲကြုံကြုံခံနိုင်ရှိသွားတယ်ဘလို့လက်ခံဘလို့ပြမှုမျိုးမျိုးပဲလာလာခံနိုင်ရှိသွားတယ် အဲ့မမြဲတာကြီးကိုမြဲတယ်ဆိုတဲ့အတွေးဝင်သွားရင်တို့တွေကအတ္တကိုအနတ္တကိုအတ္တသွားလို့ဟုတ်ကဲ့ရေဆိုပြအနတ္တလို့ဟောတာပြီလားအဲ့ဒါကိုအတ္တငါသွားလို့တဲ့အခါကျငါသဘောတိုင်းမဖြစ်တော့ပြင်မှန်းတာလေဟုတ်တယ်မလားအဲ့ဒါချုပ်ကိစ္စတွေမှာအခုတွေကလေ့ကျင့်တာအခုတွေကလေ့ကျင့်ရှော့ချသိတဲ့အရာရှော့ချဆုံးလို့သိတဲ့အရာဆုံးမဆုံးအောင်ဟုတ်တယ်မလားမဆုံးနိုင်လို့ပြင်မှန်းတာလေပြောက်ပြက်မှုတွေလည်းရင်ဆိုင်ရမယ်နော် ပျက်စီးမြုပ်နဲ့ကြုံရင်လည်းခံနိုင်ရှိရတယ်။စိတ်တိုင်းမကြတာနဲ့ကြုံရင်လည်းစိတ်ရိုင်းနေမရစေ။ဒါကြုံရင်ကြုံရမှာပါဟုတ်တယ်မလား။တို့ပရိသတ်တွေပုထုဇဉ်တွေလောကလူသားတွေအမြဲတမ်းတွေ့ကြုံရမယ့်အရာကပျက်စီးခြင်းတရားတွေ့ကိုတွေ့ရမှာ။နော်။ပျက်စီးခြင်းတရားကြုံရမှာမကြုံရဘူး။ကြုံရမှာပါ။ပျောက်ပျက်ခြင်းတရားကိုကြုံရမှာမကြုံရဘူး။ကြုံရမှာပါ။အမြဲခြင်းတရားကိုဒီဓာရင်တိတာပြီဆိုဒီသဘောကိုချက်တဲ့ဝင်လက်ခံထားနိုင်လို့ရှိရင်ဘလောက်ကြုံကြုံခံနိုင်ရရှိပါ နော်အကုန်ပြက်လို့လည်းပဲသူစိတ်သက်ကြီးပြက်မသွားစေအယူမှုပြက်မသွားစေနော်အယူမှုကအားလုံးကလည်းဒါပါပဲအချိန်တစ်ခုပါပဲနဲ့အချိန်တန်လို့လည်းပြီးသွားလားမပြီးသွားဘူးလားပြီးသွားပါတယ်ခင်ဗျာပြီးပါပါပြီးပါပါအချိန်ချင်းအခုလည်းပဲအရွေးတစ်ခုတော့သွားတော့သွားနေတာဒါပေမဲ့တို့တွေဒီလောကဓာတ်ကြီးရဲ့ရိုက်ခတ်မှုဘယ်တော့တောက်ခံနိုင်တဲ့ပုံမှာမူတည်ပြီးတော့ဒီမသေးတမင်းမသေးရင်းလေးနဲ့ဘဝလေးကိုလေနေရတာဟုတ်လားဒါပေမဲ့ရှင်ချင်းရဲ့တန်ဖိုးဟာ ဘဝကိုအလွယ်အလွယ်တူအရှုံးမပေးနဲ့ရှင်ခွင့်ရတဲ့၅မိနစ်ကတရားရနိုင်ပါလေ။မှန်ပါပါဗျာ။သိလိုက်တာလွယ်ပါလေဗျာ။၅မိနစ်ရှင်ခွင့်ရတဲ့အခိုက်အတန့်လေးမှာ၅မိနစ်တရားအာရုံပြုကုသိုလ်လုပ်ခွင့်ရတာတန်ဖိုးပဲပေါ့။အဲ့တော့အလွယ်တူဘဝကိုစိတ်ကမကြနဲ့အလွယ်တူအရှုံးမပေးနဲ့ဒီခွင့်ရတဲ့အခိုက်အတန့်မှာတန်ဖိုးရှိအောင်နေဖို့ ရမလို့တတ်တောင်တတ်တာဖြစ်လို့တချို့ရိက္ခာတွေမှာစွန့်မှလွတ်တယ်ဆိုရင်လွတ်ခြင်းစွန့်နိုင်အောင်ကြိုးစားအချစ်တွေတတ်နိုင်တော့ရှော့အကုန်းတွေတတ်နိုင်တော့ရှော့ဥပူလောင်လို့ဘုံနေရတဲ့စိတ်ကြီးကပြင်းမှန်းတာလေအပြင်းမှန်းဘူးလားပြင်းမှန်းပါဘူးအကျဉ်းတတ်တဲ့စိတ်ကခံစားရလားမခံစားရဘူးခံစားရပါလားပူလောင်တယ်နော်အာဂါတတွေမကျဉ်းတဲ့ချက်တွေမနာလိုမှုတွေဝင်ဒေါသရဲ့သဘောတွေပဲဒီကအဲ့ဒါဒေါသရဲ့သဘောတွေပဲအေးချမ်းတဲ့နမိတ်လေးနဲ့ကြည်ကြီးစမ်းမှဘသူကိုပေါ်တာသွားလို့ဘာမှမဖြစ်နေဘူး ဘသူကကိုယ်ဘလို့ဘာမှမခံစားနဲ့ဒါရီကပြညတ်တွေပဲလေဟုတ်တယ်မဟုတ်ပြညတ်တွေအပေါ်မှာလိုက်ပြီးတော့ပရမတ်နဲ့သွားပြီးမတွင်းနဲ့မမြဲတာမမြဲတဲ့သဘောပဲသိရဟုတ်တယ်မဘလောက်ကောင်းမှဘလောက်အကြိုက်မှမဟုတ်တာဘလောက်ဆုံးဆုံးအကြိုက်မှမဟုတ်တာအခိုက်အတန့်လေးပဲတခုဆိုဒီပြညတ်ရဲ့သဘောပြညတ်လို့သိထားပြီးဆိုကိုယ်စိတ်တိုင်းမကြမဖြစ်နေဘာမှမခံစားနိုင် ်မမြဲဘူးဆိုတဲ့အတိတ်တရားကိုချက်တဲဝင်သင်လက်ခံနိုင်ဘာမှလိုက်ပြီးတော့ပူလောင်နေစရာမရှိဘူးဆိုတော့လွတ်မြောက်ခြင်းဆုံးဖို့လိုလားမလိုဘူးလားလိုပါတယ်ဗျာတမန်တော်ရှော့ပါရှော့ခိုင်းတာတော့အပိပြတ်ချက်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ချက်နိုင်မဲ့လူတွေလည်းမဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးရှော့ကြည့်လိုက်ပါရှော့လိုက်တာနဲ့တက်တာသွားတယ်နော်ချိုးလိုက်တာနဲ့သက်သာသွားတယ်။ရောက်လို့ဘဝအကြကြီးမဟုတ်တဲ့အတွက်ကြောင့်ဆုံးလို့တဲ့အရာတွေလည်းဆုံးဖို့လိုလားမလိုဘူးလား။လိုပါတယ်ဗျာ။ဘဝဆိုတာဘဝ ခဏဘာခဏဘာလက်ခံတဲ့နာလက်ခံပါလက်ခံတဲ့နာလက်ခံပါဘဝဆိုရာဘဝဆိုရာခဏဘာခဏဘာလက်ခံတဲ့နာလက်ခံပါလက်ခံတဲ့နာလက်ခံပါဒီစကလုံးကအရေးကြီးဆုံးပဲဆရာတော်ကလက်30ကဓာပဲလက်ခံလိုက်ပါမခံစားပါနဲ့ဓမ္မဤတော်ပါမှာခဏခဏဆရာတော်ပြောလည်းမပြောဘူးလားပြောပါရဲ့အဲ့ဒါအရေးကြီးတာဘာဖြစ်လို့ပြောရလဲလို့လို့ပြောပါလားလက်မခံနိုင်လို့ဒုတိယ လက်ခံစားတော့ပူတော့ဘောဟုတ်တယ်မလားဘသူကကိုယ်ဘလို့ပြောတော့လက်ခံလိုက်လက်မခံစားနဲ့ဟုတ်တယ်မဘောကခဏနဲ့ဓမ္မကြီးဆူတာပဲဓမ္မကြီးကလက်ခံလိုက်တယ်ဘောဆရာတော်ဆူတာဆိုတော့လက်မခံစားတော့ပြီးသွားပြီဟုတ်တယ်မလားသူကဘလို့ပြုတ်မှုသွားတယ်လက်ခံလိုက်လက်မခံစားနဲ့ဘလို့တုံ့ပြန်မှုကိုဘလို့ကလက်ခံနိုင်အောင်စူးစမ်းပြီးတော့လည်းပြီးသွားတယ်ဒါကြီးကိုပြူဝါကောင်းလားပြောဝါကောင်းလားဆက်ဆံကောင်းလားတနှုံးတော့လက်ခံစားရင်ပြင်းမှန်းတယ် ်ပါဗျာပြင်းမှန်းမူလားပြင်းမှန်းပါတို့လက်မခံနိုင်လို့လိုက်ခံစားလို့ဖြစ်ရတဲ့ကုလောင်ကုလေးပဲဒီစအားလုံးကလည်းပြီးတော့လည်းပြီးသွားတယ်ရလက်ကိုလက်ခံနိုင်အောင်ကြိုးစားတော့ပေါ့လားလက်မခံနိုင်လို့လိုက်ခံနိုင်ပြင်းမှန်းလားမပြင်းမှန်းဘူးပြင်းမှန်းပါတယ်ဗျာဘယ်သူကဘလို့ပြောတော့ဘလို့ဆက်ဆံလူတွေမှာအကြောင်းတိသွားတဲ့အခါကျတော့မပေါင်းနိုင်စရာမရှိပါဘူး။အော်ဒီလိုက DCI လေးရှိပါလား။ဒီလိုအပြုတ်မှုလေးရှိပါဒီလိုသဘောသူစိတ်ရင်မဟုတ်ဘူးဆိုတာတိသွားရင်ဖြေလို့ရတာပဲလေ။ ကြီးကကျုံမှမတူတာဟုတ်ဘလို့တူတယ်မှန်ပါဘူးဇေယျကြီးကတူတဲ့လူမှမရှိဘူးမှန်ပါဘူးဒီမှာဇေယျ6ပါးတဲ့မှာလေဇေယျ6မျိုးတဲ့မှာဟိုဇေယျဟိုဘယ်နှမျိုးတော့တချို့ဆို3မျိုးတော့တော့ရှိတယ်နော်ဒေါသဇေယျကြီးတဲ့သူရှိတယ်နော်ရာဂဇေယျကြီးတဲ့သူရှိတယ်မောဟဆရာကြီးတဲ့လူရှိတယ်တတ္ထာဆရာကြီးတဲ့လူရှိတယ်ဗုဒ္ဓဆရာကြီးတဲ့လူရှိတယ်ဝိဝိတ္တဆရာကြီးတဲ့လူရှိဆရာ6မျိုး နော်ရာဂဇေယျကြီးတဲ့သူကြောင့်ရာဂရာဂအားကြီးတယ်တတ္တဇေယျကြီးတဲ့သူကြောင့်တဏှာတရားယရဏသုံးပါးပေါ်ကြီးညိုတာဒေါသဇေယျကြီးတဲ့သူကချစ်နေဆိုဒေါသပြတ်မောဟဇေယျကြီးတဲ့သူကမြဲနေမိုက်မောဟလည်းမတည်ဘူးဝိတ္တဇေယျကြီးတဲ့သူကတွေးနာတွေးများဗုဒ္ဓဇေယျကြီးတဲ့သူကပညာအားကောင်းတယ်အတွေးဉာဏ်နဲ့ချက်အဲဇေယျ6မျိုးတွေမှာ ကိုကဘယ်နဲ့မျိုးတော့ရှိတယ်။တခါကျဘုံလည်းပေါ့လေ။အော်ငါလည်းဒေါသဆိုင်လေးကြီးတယ်လို့။တရားဆိုင်လေးရှိတယ်လို့။တခါကရာဂဆိုင်လေးကလည်းပါပြန်တော့ဘုံကြီးရလေ။ရာဂဆိုင်ဆိုတော့ကိုလိုဟိုနှာရောကိစ္စပဲရာဂလို့မြင်တယ်။အလအပန်ကြိုက်တာတတရရလေးကြီးကြိုက်တာအဲ့ဒါရာဂဆိုင်လေးပဲ။တမန်ပါဗျာ။ဟိုအလကြိုက်တယ်လို့ပါတယ်မဟုတ်လား။ပါပါတယ်ဗျာ။ရာဂဆိုင်လေး။တို့လည်းအလပါကြိုက်တယ်ခင်ဗျ။အလပါခုံစီရာစတတရနေမှာ။ပါလိနေဟိုကြိုက်တာကြိုက်တာ ရာဂဆက်ကြီးတဲ့သူကတရားဆရာကြီးတဲ့သူရတနာ၃ပါးကြီးလို့ပါအဲ့တော့ဟိုဖွန်ကိစ္စပဲမတွေးနဲ့နော်ရာဂဆက်ဆိုတာလေအဲ့လိုတတ်တာပတ်တာကြိုက်တာလေအဘုံမှာဆိုင်ရာဂဆက်ရဲ့အပေါင်းနဲ့တခါခါရဲ့သတ္တဆက်ရတနာ၃ပါးဒါကြီးယူတော့တခါခါရဲ့ဒေါသဆက်လည်းကြီးတယ်တကယ်ဆိုဒေါသတွေလူမိုက်တဲ့ဒေါသဆက်ရှိတယ်ဒါပေမဲ့ပြန်ပြေးတာပဲနော်ကုသိုလ်ဆရာရှိမှာပဲလေနော်အဲ့တော့ ွှဲပြီးတော့ထွက်လာတဲ့ဇယိုက်တွေအဲ့တော့ဇယိုက်တွေကိုလိုက်ပြီးလို့ရှိရင်ဇယိုက်နဲ့ကမ္မထန်ဆိုတက်တက်ရှိတာဆိုတော့မှပြုံရဟောပေးဦးမယ်။ကိုနဲ့လိုက်တာကိုတွဲပါဆိုပြီးဇယိုက်နဲ့ကမ္မထန်ကိုတရားလေးတစ်ခုဟောပေးဦးမယ်။လူပိဋကတ်တွေလည်းနော်။အဲ့တော့လောလောဆယ်တော့ဇယိုက်တွေရှိတော့အကြိုက်မတူတာနဲ့ဇယိုက်တွေ